မင်းပြုံမဟုတ်ရင်ဖြစ်နိုင်ဘူးမင်းအရင်ရေးစားနေလက်ကလေးကင်ခုနန်းခဲ့ပြီးရင်တော့မင်းကမဖြူစင်တော့ဘူးငါမချစ်နိုင်ဘူးအဲ့လိုမျိုးပြောရလို့ရင်လည်းကြုံရင်လေဒီစာအုပ်နဲ့ပါးစဲကြိုက်ကြိုက်ပြီးထားခဲ့လိုက်တော့စာအုပ်ထဲကနှစ်ပြည်တော်စစ်ပြေအောင်ယောက်ျားနေမမော်လို့နဲ့ပြည်ဒီစာမလေးကိုမှတစ်ပတ်တည်းဆက်ပြီးချစ်ခဲ့တယ်အချစ်ဆိုတာတဏယာကနဲ့လုံးဝမပတ်သက်ဘူးဆိုတာအောင်တတိပြခဲ့တဲ့တထေးလေးနဲ့တွင်လာလीအဲ့ဒီကောင်လေးကိုကြည့်ပြီး ထိုင်ရင်းနေခဲ့ပြီဒါဒီကောင်ကြီးကမင်းကနွားကြီးစားလို့နန်းတွေကိုပြန်ပြောပြီးတော့ဟာရင်ဟာနေဦးမှာဘလို့ရှင်းပြပြနားမလဲတဲ့သူတွေကရှိကိုရှိတယ်မင်းကိုချစ်တဲ့သူကတော့မင်းဘာကြီးဖြစ်နေနေချစ်မှာပဲဘာဖြစ်ဖြစ်ဒီစာအုပ်လေးဖတ်ကြည့်ပါချစ်ဆိုတာကြီးကိုနည်း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 ခံစားရလိမ့်မယ်အပြင်လောကမှာမင်းကိုနန်းတွေလာမချစ်နိုင်နေမယ်မင်းရဲ့ အတိတ်မကောင်းလို့ဘဝမလှခဲ့ရင်တောင်မှနားလည်ပေးပြီးမင်းရဲ့လက်ရှိဖြစ်တည်မှုလေးကိုချစ်ပေးမဲ့သူကတော့ရှိမှာပဲအချစ်လို့ပြောရင်အထီးတွေ့အာရုံကိုပဲဘဝကြီးထင်နေတဲ့သူတွေစီမှာအချိန်ကုန်ခံမနေပါနဲ့အချစ်ဆိုတာမျိုးဟာခန္ဓာကိုပူလောင်စေလေးရာခမေးရင်နဲ့လုံးလုံးမပတ်သက်ဘူးအချစ်ကိုတလေးတစားတန်မိုးထားတဲ့သူတချို့တလေကားပဲသိနိုင်တတ်ကြတာ